ော့98ကဒီ99 2000 2001 2002 2020ကျော်ကကျွန်တော်ကျွန်တော်9နှစ်တာနေခဲ့ဘူးတဲ့စာမျိုးပအဝင်ကျင်ကျွန်တော်ချစ်တဲ့တောင်ကူရရှိတာကရရေမီမျိုးလားစွာအလုံးမော့နေပြီးတော့ဗောဒီဒီခွင့်ကပြည်သူလူထုတွေဒေဒီပြည်နဲ့ကျွန်တော်နေခဲ့ကြရတယ်အခုတော့ဒီဒေသကပြည်သူလူထုတွေကအခုဆိုရင်ဖက်စစ်အကြမ်းဖက် စေရန်နီယာကြီးရဲ့ရရဆက်ဆက်ဖိနိတ်ကိုညက်နင်းချီခံရတဲ့အောက်မှာအတိဒုက္ခရောက်နေကြတာကျွန်တော်တို့ကောင်းစွာသိရပါတယ်အဲ့တော့ဒီလင်းတကျော်ကာလကျွန်တော်တို့ရဲ့အမိမြမပြေမှာစိုးရွားရက်ဆက်စွာဖန်တီးပေါ်ပေါက်လာတဲ့ဖက်စစ်ကြမ်းဖက်စစ်ရန်နီယာကြီးကိုဖြိုဖျက်ဖို့အခုဆိုရင်ကျွန်တော်တို့ပြည်ထောင်စုသားအားလုံးဟာနိုင်ငံရဲ့နေရာအနှံ့ကနေပြီးတော့ ပြင်းထန်တဲ့ဖက်စစ်ချေမှုရင်းဒေါ်လိုင်းစစ်ပွဲတွေကိုဆင်နွှဲလို့နေကြပါတယ်။တပိုင်းကိုပြန်ကြည့်မယ်ဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း80တိတိ1945ခုနှစ်မှာဒီလိုပဲဒီမတ်လကာလာကြီးဟာတနင်္ဂနွေလုံးလက်နေလျောင်းမြင်းဆောင်မကြံဖက်စစ်ဒေါ်လိုင်းကြီးကိုနွှဲနေကြခဲ့အခြေဖြစ်ပါတယ်။အခုတော့တပိုင်းတချော့ပြန်လဲပတ်လို့ကျွန်တော်တို့လက်ထက်မှာဖက်စစ်ဒေါ်လိုင်းကြီးကို ပြန်လည်ထပ်မံဆင်းရဲနေကြရရပါမယ်။ဆိုတော့ကျွန်တော်တို့ຫນွေဥတော်လိုင်းကြီးခေါ်ဖက်စစ်အကျန်းဖက်စနစ်အမြင့်ပြုတ်ခြေမုံးတုတ်တင်ကြီးတော်လိုင်းကြီးကြီးဟာအခုဆိုရင်၄နှစ်ကျော်ကာလမှာအောင်မြင်မှုအတီးပွင့်တွေလည်းအမြောင်များရရှိလာသလိုကျွန်တော်တို့ပြည်သူတရားလုံးရဲ့နှိုးကြားတကြမှုအပေါ်မှာတတိပေးလာတဲ့စီးလုံးညီညွတ်မှုမရှိရင်အောင်ပွဲကိုရောက်ရှိဖို့နှောင့်နှေးလိမ့်မယ်ဆိုတဲ့ တက်လက်နှိုးဆော်ချက်တွေလည်းပေါ်ပေါက်လာတဲ့အချိန်ဖြစ်ပါတယ်။တစ်ဖက်ကတော့ passive ဆီယနာရှင် အကျန်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ဟာကဘာကြီးရဲ့ passive ဝင်ရိုးတန်းတွေတစ်ဖွဲပြုမူလာတဲ့ company အာနာရှင်နေနဲ့ပူးတွဲပြီးတော့ရုရှားပူတင်ဘယ်လာရုစ်ကအာနာရှင်လူကိုရှန်ကိုတရုတ်ကွန်မြူနတီပါတီရဲ့ခေါင်းဆောင်ရှီချင်းဖျင်းနောက်မြောက်ကိုရီးယားစတဲ့ကဘာမှာနာမည်ဆိုးနဲ့ ကြော်ကြားတဲ့မိစ္ဆာနိုင်ငံခေါင်းဆောင်များနဲ့လက်တွဲပြီးတော့ကျွန်တော်တို့နိုင်ငံကိုလည်းပဲမြောက်ကိုရီးယားကဲ့သို့တန်ကွန်ချာထပ်ထပ်အုပ်ပြီးတင်းကျပ်ရက်ဆက်စွာအုပ်ချုပ်ဖို့ကြိုးပမ်းလာတဲ့ပုံရိပ်တွေတွေ့နေရတဲ့အခြေအနေဖြစ်ပါတယ်။မြောက်ကိုရီးယားကဲ့သို့နျူကလ িয়ার လက်နက်ကိုနျူကလ িয়ার ခေါင်းစဉ်နဲ့နိုင်ငံထဲမှာတိဆောက်ပြီးပတ်ဝန်းကျင်ဘေးအိမ်နီးချင်းနိုင်ငံတွေကိုလူမိုက်တုပ်ရဲ့တကူကြွမှုနဲ့ပေါ့ရက်ဆက်တဲ့ကြမ်းကြုတ်တဲ့ရုပ်မာမယ်ရိုင်းဆိုင်မယ်လူမဆန်မှု ဘယ်ကောင်းမှလူမထင်ဘူးကငါမှဘာလက်နဲ့ရှိတယ်ဘာအင်အားရှိတယ်ဆိုတဲ့ပုံရင်းနဲ့ဒေတာတွင်းမှာဗိုလ်ကျခြင်းနဲ့နိုင်ကျင့်ခြင်းနဲ့ဆရာနာရှင်စနစ်တိဆောက်ခြင်းနဲ့မင်းအောင်လိုင်ရဲ့လူရက်ကိုမြေတောင်မြောက်ပြီးကဘာကြီးကိုမတီးမငိမ်ဖြစ်အောင်လုပ်ရင်းသူတို့ရဲ့အကျိုးစီးပွားအတွက်တရုတ်ဆိုလဲတရုတ်ရဲ့အကျိုးစီးပွားရုရှားဆိုလဲရုရှားရဲ့သူ့ရဲ့အကျိုးစီးပွားအတွက်မြမအမေကိုချနှင်းဖို့ proxy war တွေဖြစ်ဖြစ်တော့လကောင်း indo-pacific ဒီ strategy ကြီးအရဒီအိန္ဒိယသမုဒ္ဒရာနဲ့ဘက်တောင်း ရုတ်ပင်လေတို့အရေးမှာတကူးချက်တွင်စုမိုးခြင်းနဲ့စီးရီးနိုင်ငံရေးကြိုးပမ်းမှုတွေရတော့လကောင်းကျွန်တော်တို့မြန်မာပြည်ကိုဂျားကန်ကျွန်းတကောင်ဂျားကမြေစာပြင်ဖြစ်တုံးချဖို့ကြိုးစားလာတဲ့နိုင်ငံကြီးတွေရဲ့ဩဇာကိုယူပြီးမြန်မာပြည်ကိုဖိနှိပ်အုပ်ချုပ်ခြင်းနဲ့မင်းအောင်လှိုင်ရဲ့လွယ်ကြောင့်အခုဆိုရင်တိုင်းပြည်ဟာအတော်ကြီးကိုဖူးဖူးညံ့ညံ့ကြည်နေတဲ့အချိန်ဖြစ်ပါတယ်ကိုစင်းတို့လည်းအစမတန်ကြီးမြတ်မြည်သည့်ယင်းနည်းမြတ်မှုမှ မရှိတော့ပဲတဖြည်းဖြည်းဆွန့်ခွာပြီးသူတရားလုံးဟာကြည်မီအောင်မြတောကပရိဒေဝအပူအဖျားဖျားနဲ့ရက်စက်တဲ့အုတ်ချုပ်ရည်စနစ်အတီးတီးရဲ့ဖိနှိပ်မှုအောက်မှာအခုဆိုရင်အတင်းတမစစ်မှုမထမ်းမနေရပေါ်တာတွေဆွဲလို့သားသမီးတွေအေးရတမအေးငိုကျွေးနေရတဲ့မိဘပေါင်းများစွာအိုးအိမ်တွေပြာကျသွားလို့နေစရာမရှိတော့လက်အိုးအိမ်မေပေါင်းများစွာ ပညာသင်ခွင့်ကောင်းစွာမရရှိတဲ့အကြောင်းအနာဂတ်ကိုမျက်စိတင်ငယ်နဲ့နားတငယ်ကြည့်နေကြရှာတဲ့မျိုးဆက်တစ်ပေါင်းတန်းနဲ့ချီတဲ့များစွာနောက်တစ်ခါတော်လိုင်းနယ်ပယ်ထဲမှာရောက်ရှိလာပြီးလင်းနစ်ကြောကြာပင်မဆင်းရဲ့အတ္တိဒုက္ခခံလာခဲ့ရပြီးငါတို့အောင်ပွဲကိုဘယ်တော့ရောက်ပါမလဲငါတို့အသက်ရှင်ရဲ့မိခွင့်မိဘရမှာမလားဆိုတဲ့ရဲရင်တော့သူရဲ့ကောင်းများစွာဒီချိန်မှာကဘာမီးလောင်အားကောင်ချနေတိုင်းပြည်ဘလို့ပြက်ပြက် ငါတို့ကိုကြိုးစည်းပွားအတွက်သာအဓိကဆိုတော့ဘာနှဖူးတိုက်ထူးမဲ့လူတချို့ရဲ့ရက်ဆက်တဲ့လူမဆန်တဲ့တိုင်းချစ်ပြည်စည်းစိတ်မရှိတဲ့လောက်ရက်တွေကြောင့်ချို့တော်နေရာဒေသတွေမှာဖက်ဆက်အကြမ်းဖက်ရန်နေရာခိုင်ခိုင်မာမာဖြစ်တဲ့အောက်မှာကြည်ကွဲစွာငူကျွေးနေရတဲ့လူများစွာဒီများစွာတော့လူကျွန်တော်တို့နိုင်ငံသားတွေဟာအနာဂတ်ကိုအခုလိုမျိုးပဲမရင်မရာရန်မီကိုတွေရန်ငွေတွေကြားထဲမှာသွေးတန်တရေကြားထဲမှာရက်ဆက်ကြကြုတ်တဲ့ဘလူးတစ်ပက်တံတန်ရှိသောစစ် ဝါဒီဒီရဲ့လက်အောက်မှာသူတို့အနာကပ်ပျောက်နေရတာကိုမလူလားကြပါဘူးရူနီတူစာပဲဖက်စစ်ကျမ်းပဲရန်နေရတဲ့မှာစိတ်မပါလက်မပါနဲ့အတင်းသမားဆွဲသွင်းခံရလို့အတင်းစမှုထမ်းဆိုပြီးခေါ်ဆောင်ခံရလို့မလွတ်ချင်မဲ့လုံနေရတဲ့လူများစွာဟာလည်းပဲစစ်သားများစွာဟာလည်းပဲသူတို့ရဲ့အချီနီမန်ကို ကောင်းစွာတည်နေကြတဲ့အချိန်လေးဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်တို့ရဲ့တော်လန်ရေးတပ်ဦးဟာမြမပြည်အလဲပိုင်းကိုမြမပြည်ရဲ့အရေးကြီးတဲ့ချက်ချာ မြို့တော်ကြီးတွေစီကိုဥတီချိကက်လာပြီဆိုတာမြို့သားညီညီအစိုးရဝန်ကြီးချုပ်မောင်ခန္ဓာတော့တဲ့စစ်ဦးရဲ့များဘယ်ကိုသွားနေသလဲဆိုတဲ့ရင်ညွှန်းရမိကွန်းတွေဒီအပြင်ဒေါ်လန်ကြီးတပ်ဦးအသီးသီးရဲ့လမ်းအားလုံးဘယ်ကိုဥတီမလဲဆိုတဲ့ပြည်သူကိုပုံမလင်းလင်းပြောပြထားတဲ့ရင်မှန်းချက်တွေဒါကျွန်တော်တို့တိုင်းပြည်အနာဂတ်အတွက်ခုလိုရောင်းနေပြီးဖြာလာတဲ့တက်တည်တက်ကြရတွေပဲဖြစ်ပါတော့တယ်အခုကျွန်တော်ဒီရောက်လာတဲ့အကြောင်းအရာကကျွန်တော်ကိုမိတ်ဆွေတွေတကယ်ကိုပဲ ဒေါ်လာရေးအတွက်စစ်ကူပေးမဲ့စစ်ကူပြည်သူကြီးတွေလှူဒန်းပေးလာတဲ့ကြီးကားအုပ်ထုပ်တွေနောက်တစ်ခါဆက်သွယ်ရေးအတွက်လိုအပ်တဲ့ဒီအင်တာနက်ဆက်သွယ်ရေး PC တွေကိုခေါ်ရီစစ်တောင်းမြေကန်နဘီနာကဒေါ်လာရေးတပ်စခန်းကြီးများရှိရာနေရာမှာအရောက်လာပို့ပြီးစိတ်သက်ခွန်အားအိတ်ကခွန်အားယဉ်ကျေးချက်ခွန်အားစစ်ကူပြစ်ကူခွန်အားတွေလာပို့ပေးတဲ့ဒါဆက်စခန်းတစ်ခုကိုကြောက်နေတာဖြစ်တယ်။ဟုတ်လို့ဆက်ပြီးမှကျွန်တော်ဒီကွန်ပျူတာကပ်ပြီးထားတဲ့အတိုင်း မဟုတ်သူ့ဘောအလုံး40မှာဆိုရီဖောင်ဒေးရှင်းအမေရိကန်နိုင်ငံဆိုရီဖောင်ဒေးရှင်းကအလုံး20နဲ့ထိုင်းနိုင်ငံရောက်ချွေရောင်နာကပန်းပြုတ်လက်အဖွဲ့ကအလုံး20တို့တွေလူတန်းနဲ့အလူတွေကိုဒီစစ်တောင်းမြေကမ်းမနပေးမှာဆက်စစ်တော်လိုင်းတွေတိုက်ပွဲဝင်နေတဲ့အာကေမျိုးသားစီယုံ PNU တပ်မဟာနှစ်တောင်းမှုခင်ကတပ်ဖွဲ့ဝင်နေတဲ့အတူဘူပေါင်းမဟာမိတ်ဣရိကာဝေးတပ်ဖွဲ့ဝင်နေအားလုံးတိုင်ရင်ပေါင်းစုံအတွက်ကိုကျွန်တော်ဒီနေ့တက်ဆင်ပေးမှာဖြစ်ပါတယ် တရှင်ပြည်နေမှာလိုတဲ့လိုရတဲ့ဆက်သွယ်ရေးစနစ်တွေလည်းကျွန်တော်ဒီနေ့တိစောက်ပေးကြမှာဖြစ်ပါတယ်။ဟာအခုကြေရခင်းချင်းနေတာ။လေလေလေးရစီလေးလေးရ။ဟောပြီးပြီးတော့ကလစ်တက်ပြီးတဲ့အရှိကိုဟောတနက်လွယ်လေးလွယ်ထားလေရပါတယ်ခွဲအုတ်ထုတ်တွေတော့ဟောလွယ်ကိုလုံးတတိချိုးပြီးတော့သားထောက်နေတာ ျွန်တော်ပဲဒီနေ့ကျင်းပတဲ့မြေမူသားစီယုံပြန်ယူတမနှစ်တောင်ကူခရိုင်ဆောလိုင်းရေးစစ်တီတော်များနဲ့မဟာမိတ်တပေါင်းစုဒီတုကာခွဲတပ်ဖွဲ့ဝင်များကိုပြည်သူရဲ့စစ်ကူမြစ်တာအဖြစ်ပြည်သူများကတက်ဆင်ပေးရတဲ့ဒီကအုပ်ထုပ်အလုံး၄၀ကိုပြည်သူကိုယ်စားလက်ရောက်တက်ဆင်ခွင့် ကူညီခွင့်ရတဲ့အတွက်ကြောင့်ငါအနေနဲ့ဝန်သာကုံကြောင်ဥသာပြောချင်တယ်ပြီးတော့အဖိုးနဲ့ကထိုက်တန်လာတဲ့ပြည်သူချစ်တော်ပြည်သူသားနိုင်ရင်သားပြည်သူစစ်သားတွေစစ်စစ်တွေကိုတွေးမြင်ခွင့်ဝီရိလေးရောက်နှုတ်ဆက်ခွင့်ရတဲ့အတွက်လည်းဂုံယူကြောင်ထပ်ပြောချင်တယ်အခုဒီကြီကအုတ်ထုတ်အလုံး၄၀ကိုပြည်သူတွေက ရဲဘော်တို့ဆင်နွှဲနေတဲ့တရားသောစစ်အပီးတိုင်းအောင်ပွဲရသည့်အထိဆင်နွှဲနိုင်စေဖို့ရဲဘော်တို့အားလုံးအသက်အန္တရာယ်ကြီးကြီးနဲ့အောင်မြင်ခြင်းပန်းနိုင်သည့်ကိုရောက်အောင်သွားနိုင်စေဖို့ပြည်သူ့ရဲ့စစ်ကူမြစ်တာဖြစ်အမေရိကန်နိုင်ငံမှာရှိတဲ့စုံရီဖောင်ဒေးရှင်းဖွဲ့ဝင်ဓမ္မနိုင်ငံဘွားတိုင်းသားတွေထိုင်းနိုင်ငံမှာရောက်ရှိပြီးတော့အလုပ်လက်ကိုင်နေတဲ့လူငယ်မောင်မယ်များနဲ့ဖွဲ့စည်းထားတဲ့ပန်း ပန်းပြိုးလက်အဖွဲဒီအဖွဲတွေကပေးဖို့လူတန်းထားတဲ့အုပ်ထုပ်တွေအပြင်ဒီကြားမြစ်တာရှင်ပြည်သူတွေပေးဖို့တဲ့အလူငွေတွေစုဆောင်းပြီးဟာဟာလာရောက်ဆက်ဆင်ပေးတာဖြစ်တယ်ဆိုတော့ရဲဘော်တွေရဲ့အကြောင်းကိုအခုတိရှိကျရရဲဘော်တို့ဟာဒီလိုကြီးကအုပ်ထုပ်ဆိုတာကိုလုံးဝအဝိစင်ခဲ့ဘူးပဲတိုက်ပွဲလီလီအောင်ပွဲတွေ စင်နွဲအနိုင်နှွဲခဲ့ကြတယ်လို့သိရတဲ့အတွက်ကြောင့်ပုံပြီးကုန်ယူတယ်ဒီလိုအသက်ကိုကယ်ပေးနိုင်တယ်ဆိုတဲ့ကြည်တော်အုတ်ထုတ်တော်မပါဘဲနဲ့ရဲဝင်းနဲ့ရဲရင်နဲ့ကြုံမြောက်တဲ့ညညွတ်တဲ့တိုက်ပွဲတွေကိုရဲဘော်တို့စင်နွဲနိုင်ခဲ့တဲ့ဤသူစစ်သားတွေအနေနဲ့အခုဆိုရင်ဥကောင်းကိုတော့ပစုံတရာကာကွယ်ပေးနိုင်စွမ်းရှိတဲ့အုတ်ထုတ်တွေရောက်ရှိလာတာမို့လို့ပို့ပြီးစီရေးစွမ်းရည် ယုံကြည်စိတ်ဤသူရဲ့မြေတာကိုခြုံထားရတဲ့အတွက်ကြောင့်တရားတော်စိတ်ကိုနိုင်ကိုနိုင်မယ်ဆိုတဲ့အောင်စိတ်ပုံပုံထက်တန်လာလိမ့်မယ်လို့ယုံကြည်တယ်အဲ့တော့ရဘတော်အနေနဲ့ဤသူစသားတော်လန်ရေးတသားကြီးတွေအနေနဲ့မြင့်မြတ်တဲ့တမားပေးတာဝန်ကိုအသက်ခံတာဘဝပေးဆက်ပြီးမိမိနိုင်ငံမိမိလူမျိုးမိမိရဲ့နောက်မျိုးဆက်ကောင်းစားဖို့အတွက်စွန့်လွတ်စွန့်စားပေးဆက်နေတဲ့မြင့်မြတ်သောလူသားစိတ်ကို အတူဂုံပြုတ်တယ်ချီကျူးတယ်တံမောထားတယ်ရဲဘော်တို့ရဲ့အသက်ရဲဘော်တို့ရဲ့စိတ်ဓာတ်ဟာဘယ်သူနဲ့မှအစားထိုးလို့မရအောင်မြင့်မြတ်သူတွေဖြစ်သမိုင်းမှာငောကွန်းတင်ကြံလိုက်မှာဖြစ်တယ်အဲ့တော့ရဲဘော်တို့အနေနဲ့အခုဆင်နွှဲနေတဲ့ဖက်စစ်ချိန်မုံးရေးစစ်ပွဲကြီးကိုတရားတော်စစ်ကြီးကိုရဲဘော်တို့အနေနဲ့ဒီတော်စုသားစိတ်ဓာတ်ရင့်ကျက်သောနိုင်ငံသားတယောက်ရဲ့စိတ်ဓာတ် အောင်ပွဲကိုဘာကြောင့်ဘလို့တည်ဆောက်ရမယ်ဆိုတဲ့စိစက်သေးကြသောတော်လန်ရေးစိတ်ဓာတ်ဒါရီနဲ့အတူစင်နွန်းနိုင်လိမ့်မယ်လို့ယုံကြည်တယ်အဲ့တော့ရဲဘော်တို့အနေနဲ့ထပ်ပြီးတော့ပြောချင်တာကရဲရင်စွာတိုက်ပွဲဝင်ပါရင်ကျက်စွာစီးယုံပါနှွေးထွေးစွာကြိုးဆိုးပါစီးလုံးညီညွတ်မှုနဲ့ အောင်ပွဲကိုနိုင်ယူပါဟာပြောပါမယ်ရဲရဲစွာတိုက်ပွဲဝင်မှုကတော့ဖွေထူးရှင်းပြစရာမလိုဘူးယူရဲကောင်းနေဖြစ်တယ်ရဲရင်မီဖြစ်တယ်အခုဆိုပုံပုံယုံကြည်စိတ်နဲ့ပုံပုံရဲရင်စွာတိုက်ပွဲဝင်နိုင်မှာဖြစ်တယ်သို့သောရဲဘော်တယောက်ပြောတယ်ကျွန်တော်တို့နေမြေအတွက်ဒီဒေတာစစ်တောင်းမြေပဝင်းကျင်းမှာရှိတဲ့ဒီဒေတာအတွက်ဒီအကြီးကအုပ်ထုပ်တရားပထမဆုံးကျင်းဖြစ်တယ်လို့ပြောတဲ့ကြောင့်စိတ်လည်းမကောင်းဘူးဝင်လဲပါမိတယ်အဲ့တော့ ်ညုံသူကထပ်ပြောတယ်ကျွန်တော်တို့ရဲ့ခြေမုံရေးတက်ဖွဲ့အတွက်တာဂျီကာအုတ်ထုတ်ကအလုံးတရာခန့်ဂျီကာအင်းကြီးအထေတရာခန့်သာရှိမယ်ဆိုရင်တတောင်းမြေကန်းပပလေကဖက်စစ်စကန်းအားလုံးကိုဗဟုတို့ကျွန်တော်တို့ခြေမုံနိုင်မှာတဲ့ကျွန်တော်တို့ဘာမှမရှိတဲ့အချိန်မှာတော့ကျွန်တော်တို့ရောက်အောင်တိုက်နိုင်သေးလားကျွန်တော်တို့ကဒါဂျီကာအုတ်ထုတ်နောက်ထပ်လိုအပ်တဲ့အလုံး60ခန့်ကျွန်တော်တို့ကိုခန္ဓာမှာဝစ်စင်မဲ့ဂျီကာအင်းကြီး ချေတရာခန့်သာကျွန်တော်တို့ရဲ့တပ်ဦးကခြေမုံးမဲ့ခြေမုံးရင်တပ်ဖွဲ့ကိုစင်ပေးနိုင်ရင်စခန်းကြီးတစ်ခုတစ်ခုကျွန်တော်တို့တိမ့်နိုင်မှာတဲ့သူပြောတဲ့စကားထက်ခါထက်ခါကြားရောက်ပြီးငါတို့အကောင်းဆုံးစူးစမ်းသွားပါမယ်ရဘရုံနေနဲ့ရဲရင်စွာတိုက်ခိုက်မယ်ဆိုတာဖေထူးပြောစရာမလိုဘူးအဲ့တော့ရင်ကျက်စွာစီယုံမှာဆိုဖတ်ဆွေးနေခြင်းရင်ကျက်စွာဆိုတာတို့တွေလွတ်လပ်ရေးရပြီးတဲ့နောက် နှစ်85နှစ်ကျော်အခုဆိုရင်ဖက်စစ်ဒီတော်လိုင်းရေးဆိုတာ1945နှစ်အခု2025ဆိုရင်နှစ်80လွန်ခဲ့တဲ့နှစ်80ကလေးကဖက်စစ်ကိုတော်လန်ခဲ့ကြတယ်အဘိုးဘေးတိုက်ခိုက်ခဲ့ကြတယ်ခုဒီမပြီးပြတ်သေးဘူးဖက်စစ်အကြမ်းဖက်အာဏာရှင်စစ်အာဏာရှင်စနစ်ကိုအဲ့တော့ရဘတို့အနေနဲ့တော်လန်ရေးတတိကဘာကြီးကြည့်ပြီးတော့ရင့်ကျက်တဲ့အသည့်နဲ့စီးရုံးမှာကိုရီးယားလူတက်ဖို့နိုင်ငံသားချင်းတက်ဖို့ ီအိုကျဲရှိရှိလူတော်အသက်ကိုတတ်ဖို့ဒီလက်နက်ကိုကင်ထားတာမဟုတ်ဘူးသူတို့တွေကျင့်သုံးနေတဲ့အတ္တမဝါဒတိုင်းသားတွေကိုတွေးခွဲပြီးဖိနှိပ်ပြီးရက်ဆက်ပြီးကြမ်းကြုတ်ပြီးအုပ်ချုပ်တဲ့စနစ်ကိုမကြိုက်လို့မင်းတို့ဒီစနစ်ဆိုးကိုလေပတ်တိဆောက်ဖို့ကြိုးစားနေတာကိုငါတို့လက်မခံလို့မင်းတို့ကိုတုံ့တင်နေရတာသာဖြစ်တယ်ဒါပေမဲ့ရင့်ကျက်တဲ့လူသားအမြင်နဲ့ဒီဘော်တို့ဟာတစ်ဖက်ရန်သူဖြစ်နေစေဖြစ်တဲ့မိမိရဲ့နိုင်ငံသားတွေကို ရင်ကျက်စွာစီယုံပါဘာတို့တို့ရာဓမ္မအမှန်တရားဤသွားလုံးလိုလားဤသွားလုံးထောက်ခံနိုင်ငံအနာဂတ်အတွက်ငါတို့တိဆောက်တဲ့လမ်းစဉ်သားလဲမှန်ကန်တယ်ဆိုတော့ရင်ကျက်တဲ့အသည့်နဲ့သူတို့ကိုစီယုံပါဖက်စစ်အကြမ်းဖက်လက်ပါစစ်ဖြစ်ခိုင်းစေခံနေရဆဲဖြစ်တဲ့စစ်သားတွေကိုရင်ကျက်စွာစီယုံပါဒီလွေထွေးစွာကျိုးစွာပါ စီယာစုမှုကျူးလွန်တာချင်းရှိသူကိုဥပဒေနဲ့ညီတိတိကျကျအရေးယူဖို့လူသားချင်းစာနာမှုအပါအဝင်နိုင်ငံတကာဥပဒေအခုလက်ရှိတော်လှန်ရေးခေါင်းဆောင်အစိုးရအဖွဲ့တွေထုတ်ပြန်တဲ့ဥပဒေတွေနဲ့အညီအရေးယူဖို့တစ်ဖက်ကကြိုးစားရင်တစ်ဖက်ကလည်းနှွေးထွေးစွာကြိုးဆိုပါအခုဆိုပဲပြောင်းလာတဲ့ဖက်ပြေးလာတဲ့ဖက်စစ်အကြမ်းဖက်တွေအတင်းတမစီယုံသိမ့်သွင်းပြီးတော့အတင်းတမခိုင်းစေတာကိုလက်မခံဘဲစန့်ကျင်ထွက်ပြေးလာတဲ့သူတို့လက်ပါစေတပ်ဖွဲ့ဝင်တွေအများအများရှိတယ်ဒါကို ်ငွေထွေးစွာကြိုဆိုပါအဲ့တော့နောက်ဆုံးအချက်ကတော့စီလုံးညီညွတ်စွာတိုက်ပွဲဝင်ပါအခုဒါဆိုမြင်ရတဲ့မာမိတ်တပေါင်းစုတွေကဲကျန်ယူတပ်ဖွဲ့တွေမကအားလုံးပေါင်းဆက်ပြီးတော့ဒီညီညွတ်ထဲဖက်စစ်ချိန်မုံရေးစစ်ပွဲတွေကိုဆင်နွှဲနေကြတာဖြစ်တဲ့တကြောင်ရဲဘော်တို့ဟာမကြခင်မှာအောင်ပွဲကိုမုတ်ချရရှိမဲ့လူတွေဖြစ်တယ်အဲ့တော့ဘူဂျောင်းဆန်ပြောခဲ့တဲ့စကားတစ်ခုနဲ့ပဲရဲဘော်တို့ကိုညီကုန်းပြောခြင်းတယ်သူကမပြောခဲ့လဲဆိုတော့ တိုင်းသားချင်းချင်းစီလုံးညီညွတ်မှုမရှိသေးတဲ့ကာလပတ်လုံးနိုင်ငံသားတွေစီလုံးညီညွတ်မှုမရှိတဲ့ကာလပတ်လုံးဒီနိုင်ငံဟာဘယ်ပါတီတက်တဲ့ဘယ်ဆိုးရတက်တဲ့ဟိုလူလာလဲမျက်နှာချိုတွေးရဒီလူလာလဲမျက်နှာချိုတွေးရပါတယ်လို့တိုင်းပြည်ဖြစ်နေမှာပဲလုံးကလေးနှစ်80ဟာရောခဲ့ဘူးခုတို့တိုင်းမျိုးကြည့်မင်းအွန်လိုင်းဆိုတဲ့ဖက်စစ်ငရဲခွေးကဟိုလူမျက်နှာချိုတွေးဒီလူမျက်နှာချိုတွေးနေရောမကတ် ဟိုနိုင်ငံသွားအောက်ကျိုးရဒီနိုင်ငံသွားတောင်းခံရပါကြီးသာဖြစ်နေဖက်စစ်တွေကတို့နိုင်ငံလဲဂုံစစ်ကအလွန်ကြဆင်းတယ်အဲ့တော့ဒီပါတာတာတိုင်းပြည်ဖြစ်နေတဲ့ဘွားကရုံးထွက်နိုင်ဖို့တို့အားလုံးတိုင်းသားအားလုံးနိုင်ငံသားအားလုံးစီစီလုံးလုံးနဲ့ညီညီညွတ်ညွတ်ရင့်ကျက်မှုရှိရှိတိုက်ပွဲဝင်မှတို့ရဲ့ຫນွေဦးအဆုံးသက်အောင်မြင်မှုပန်းနိုင်ကို လက်ပလန်လို့ကိုင်နိုင်မှာဖြစ်တယ်။မျိုးသားရေးတွေလူမျိုးစွဲတွေဘာသာစွဲတွေဒေသစွဲတွေကျင်းမြောင်းတဲ့အစွဲတွေနဲ့ကျိုးပန်းလို့ကဟာတဲ့တိုင်းပြည်ဘွားဘယ်တော့မှမကြွဘူးဆရာကိုရဘတို့အားလုံးလေးလေးနဲ့နဲ့မှတ်ရင်ပြည်သူပေးရတက်ဆင်ပေးလိုက်တဲ့ကြီးကအုတ်ထုတ်ကိုအမြတ်တလုံးဝစ်စင်ကရဲရင်ကြောင်မြောက်တဲ့တရားတော်စစ်ပွဲဖြစ်ချင်းပွဲစစ်ပွဲတွေကိုဆင်နွှဲနိုင်ပါစေလို့ဆန္ဒပြုရင်း ဒီကုန်းချုပ်တယ်ရေဘောအားလုံးလေးစားပါတယ်